بسم الله الرحمن الرحيم بسم الله الرحمن الرحيم ကဲအမနေကြရင်မမီးရဲ့ဆွေမျိုးသားချင်းတွေကိုပြန်ပြီးမှတ်မိနိုင်မလားမမီးရဲ့မိဆွေတွေကိုပြန်ပြီးမှတ်မိနိုင်မလားဆိုတော့ကျွန်တော်မြတ်ကုရ်အာန်ရဲ့မြောက်များစွာသောအာယတ်တော်တွေအဲ့လိုပဲမြောက်များစွာသောဟာဒီးစ်တော်တွေကိုကြည်ချင်အဖြစ်ပါတိရှိရတယ်လဲဆိုတော့နှစ်ဖြန်ကြာမနေကြရင်

အဲ့ဒီပုံကောင်နဲ့အတူတူဖြစ်မှာပြောချင်တာအဲ့ဒီပုံကောင်နဲ့အတူရှိမှာကယာမတ်မှာအရှာမှာဘရုကိုသူချစ်ခင်နှစ်သက်တယ်လေအဲ့ဒီပုံကောင်တွေနဲ့အတူရှိမှာဖြစ်တယ်အဲ့လိုပဲဟာဒီစ်စတိုရီမှာလာတယ်နဆာရီရဲ့ရီဝါရဲ့တခုမှာဟဇရတ်အဘူဟူရိုင်ရာရဲ့ဟာဒီစ်ဖြစ်တယ်ဟာဒီစ်အရှိဖြစ်တယ်အဲ့ဒီဟာဒီစ်တော်ထဲမှာတမန်တော်ဆလ္လာလာဟူအလัยဟိဆလမ်အမိန့်ရှိထားတယ်မနေ့ဖြင့်မူမင်ရဲ့ဝိညာဉ်ကိုဖရစ်တာတွေကနှုတ်သိမ်းပြီးတဲ့နောက်ပိုင်းမှာအဲ့ဒီဝိညာဉ်ကိုမိုးကောင်းကင်ကိုယူသွားမှာမိုးကောင်းကင်ကိုယူသွားပြီးရင် ဲ့ဒီမိုးကောင်းကင်မှာရှိတဲ့တခြားသောမိုးမင်းတွေရဲ့ဝိညာဉ်တွေရဲ့နာဟုခေါ်သွားလိုက်အဲ့ဒီခါမှာအဲ့ဒီမိုးကောင်းကင်မှာရှိတဲ့အရင်ရောက်နေနေပြီးတာဖြစ်တဲ့မိုးမင်းတွေကမိုးမင်းတွေရဲ့ဝိညာဉ်တွေကပျော်ရွှင်ကြမယ်မိုးမင်းတယောက်အတက်ရောက်လာတဲ့ဝိညာဉ်တစ်ခုအတက်ရောက်လာတဲ့ပျော်ရွှင်ကြမယ်ပြီးတော့ဒီမိုးဒီမိုးမင်းကိုသူတို့မေးကြမယ်သူနေရာမှာရှိတဲ့ပုံကူတွေနဲ့ပတ်သက်ပြီးဟိုပုံကူကတော့ဘာတွေလုပ်နေတယ်လဲဟိုပိုင်းကတော့ဘာတွေလုပ်နေတယ်လဲအဆရှိတဲ့ဖြစ်အဲ့လိုမေးမြန်းကြမယ်ဆိုပြီးဒီဝါရဲ့ဒီမှာလာတယ်အဲ့လိုပဲနောက်ဒီဝါရဲ့တစ်ခုမှလာတယ်ဂျန္နတ်မှာအလ္လာဟ်တာလာကမိုးမင်းကို မိုမင်ရဲ့မျက်စိကိုအေးမြအောင်လုပ်ဖို့အတွက်သူစိတ်ချမ်းသာဖို့အတွက်သူ့ရဲ့သားသမီးကိုသူ့ရဲ့အဆင့်တန်းကိုယူလာပေးမယ်။ကနတ်မမိုမင်ကပဲအဆင့်တန်းကိုရလဲသူစိတ်ချမ်းသာဖို့အတွက်သူ့ရဲ့သားသမီးကိုသူ့ရဲ့အဆင့်တန်းမှာထားပေးမယ်လေ။အကယ်၍လည်းပဲသူ့ရဲ့သားသမီးကအာမာအနေနဲ့နဲပါတဲ့တော့အဆင့်တန်းနိုင်နေပါစေ။အလာတလာသူ့ကိုဒီမိဘရဲ့အဆင့်တန်းကိုအလာတလာယူလာပေးမယ်ဆိုပြီးအဲ့လိုဒီဝါရဲ့ဒီလာတယ်။ဒါဒီဒီဝါရဲ့ဒီကနေသိရတယ်မနက်ဖြန်ကြာမနေကြရင်ဂျန်နတ်ကြရင်အချင်းချင်းဟာမိုမင်တွေရဲ့ရူးတွေကဝိညာဉ်တွေကစုံသီးကြမှာဖြစ်တယ်သိရှိကြမှာဖြစ်တယ်